ါမှမဟုတ်ကြိုကြနိုင်တဲ့အဆောက်အဦးတွေကိုသတိထားရပါမယ်။ကိုကအဆောက်အဦးထဲမှာဆိုရင်ခိုင်ခန့်တဲ့ဇပွဲကုံအောက်မှာဝင်ပြီးတော့ပုံးနေပါ။ပုံးမှုဇပွဲကုံမရှိဘူးဆိုလို့ရှိရင်လည်းခေါင်းကကာကွယ်ဖို့အဆောင်တစ်ခုခုစောင်းထားပါ။ဥပမာဆိုင်ငယ်အိုးထုပ်ဒါမှမဟုတ်စတီးအိုးတို့စတီးဒဏ်အိုးတို့အဲ့ဒါတွေကိုစောင်းထားလို့ရပါတယ်။အဓိကကတော့ခေါင်းကိုကာကွယ်ရဲဟာဆိုရင်အဆင်ပြေပါတယ်။နောက်ပြီးအဲ့ဒီဟာကြီးကိုတော့ကျွန်တော်ကန့်ကွက်ရှင်းတယ်။ဘာလဲဆိုတော့ တကယ်အထက်မြေတိုက်တွေအောက်မှာအဲ့လိုမျိုးကြီးသွားလို့လို့ရှိရင်အကောင်လုံးပိတ်မိကုန်မှာပေါ့သတိထားမှာကျမ်းပေါ်လဲကြနိုင်တဲ့အရာတွေအဓိကမရတော့ပြီးနေတယ်ဗျမြန်ပြေးပြီးတော့အပြင်ပြေးထွက်နိုင်ဖို့ကအဓိက main လို့ကျွန်တော်တို့ပြောချင်တယ်ဗျကြနိုင်တဲ့အရာတွေသတိထားရမယ်လဲကြနိုင်တဲ့အရာတွေဆိုတာဥမာဗီဒီယိုအပြင်ရမှအနေခဲ့မှာပေါ့ဗျာရေခဲတက်တာတို့အဲ့လိုပေါ့ဒေးလံပြီးတော့ download ရှိနေတဲ့အရာတွေအဲ့ဒါတွေကိုသတိထားရမှာမယ်အဲ့ဒီမဲ့တစ်ဆက်သေးပဲရှင်းကြနိုင်တဲ့အရာတွေကိုလည်းသတိထားရမှာလေ ိုကဗီဒီယိုပေါ်မှာပစ္စည်းအမြင့်တွေတင်ထားတယ်ဥပမာတချို့တွေအိမ်ဆိုရင်ဆောင်းပေါက်တွေတင်ထားတာရှိတယ်ပြီးရဟိုပန်းအိုးတွေတင်ထားတာရှိမယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်သတိထားရပါမယ်အဲ့ဒီရာတွေရှင်းကြလို့ရှိရင်ကိုယ့်ဘောကိုကြနိုင်ပါနောက်တစ်ချက်ကမြင်ကလင်လုပ်ပြီဆိုရင်ဗရင်းပေါက်တကားတွေနဲ့ဝေးနိုင်သမျှဝေးဝေးပါနေပါမြင်းပေါက်နားကိုကတ်ပြီးတော့အပြင်ကိုကြည်ရာတွေဓာတ်ပုံရိုက်တာပဲဗီဒီယိုရိုက်တာတွေအဲ့ဒါတွေဘလို့ကြီးလဲအဲ့ဒါတော့မဖြစ်သင့်ဘူးလေဘာမလုပ်ပါနဲ့အဲ့ဗရင်းပေါက်နားဘေးအိမ်တွေဘလို့လို့ရှိလဲ ဒါဘေးကပေါင်းကြည့်အောင်ဒါအောင်ဆိုင်ကမလေးဟာစုံထဲမှာပါပါတယ်နောက်ပြီးငလင်ကိုမယ်နော်ကိုမယ်ဒီမှာတက်မှာဒီမှာကိုမယ်ကြည့်လားကြည့်ကြည့်အေးရောရောဟုတ်ဆယ်လားဟုတ်လားကဲကလေးလေးရတော့ပြန်ပြီးတော့လွတ်မြောက်လာပြီပေါ့ဗျာပိတ်မိတဲ့အထက်ရတယ်ဟုတ်ဒီမှာလဲဝန်ထမ်းကောင်မလေးနှစ်ယောက်အသက်ရှင်လေးရနဲ့ပြန်တွေ့တယ် ဝမ်းသာစရာပဲဗျာကဲထောက်မဲ့ဆိုလို့ရင်လည်းလည်းဘတ်ဖိုးတွေပါရင်လည်းဖြစ်တည်နေဗျာဘာရောဆိုတော့ဖြက်ဆက်လေးတွေပါလေးရှိရရင်လည်းလုံနေရရင်အဆင်မပြေဘူးဗျာအချိန်နေကြန့်ကြတာပေါ့ဒါဟီယိုကြီးကတော့ဒါအသက်ဆုံးပြီးတော့ ြေစင်ရဲ့အနေထားပေါ့ဗျာဟုတ်လားတလောင်းမဲမကဘူးအဲထားလိုက်ပါတော့အများကြီးပဲထားလိုက်ပါတော့အဲ့ဟာကိုညီမလေးလို့အခုထွက်လာလို့ရတဲ့ဟာ၄ယောက်ရှိနေဟုတ်လားဟုတ်လားညီမလေးအခုနှစ်ယောက်ပဲကျန်တော့တယ်အခုနှစ်ယောက်နေယောက်ထွက်လာပြီဟုတ်လားတယောက်ထွက်လာတယ်ဒီကျွန်တော်ပဲထွက်လာတာ၃ယောက်၃ယောက်ကျန်တယ်အမှန်နဲ့ထွက်လာလို့နောက်နှစ်ယောက်ရှိနေတဲ့လူက၄ယောက်ရှိတယ်ဟုတ်တယ်နော်၄ယောက်ရှိရဲ့၄ယောက်၄ယောက်နော်โอเคစေချာအခုအကိုဖက်လူတွေကျင်းနေတယ်ဟုတ်ကဲ့ဟုတ်ကဲ့အမျိုးသားကကျွန်တော်ကိုဖက်လူတွေကျင်းနေတယ်

ပုံမှုစပွဲဝင်မရှိဘူးဆိုလို့ရှိရင်လည်းခေါင်းကိုကာကွယ်ဖို့အဆောင်တစ်ခုခုစောင်းထားပါဘူး။ဒီမှာဆိုင်ငယ်အိုးထုတ်ဒါမှမဟုတ်စတီးအိုးတို့စတီးဒဏ်အိုးတို့အဲ့ဒါတွေကိုစောင်းထားလို့ရပါတယ်။အဲ့ဒါကတော့ခေါင်းကိုကာကွယ်တဲ့ဟာဆိုရင်အဲ့လိုဆောင်းထားရင်အကုန်လုံးပိတ်မိနေမှာပေါ့လို့အဆင်ပြေပါတယ်။နောက်ပြီးသတိထားရမှာကြမ်းမို့လဲကြနိုင်တဲ့အရာတွေရှော့ကြနိုင်တဲ့အရာတွေကိုသတိထားရမယ်။လဲကြနိုင်တဲ့အရာတွေဆိုတာဥပမာဗီဒီယိုတို့ရေခဲတက်တာတို့အဲ့လိုပေါ့လေးလံပြီးတော့ဒေါင်းလိုက်ရှိနေတဲ့အရာတွေအဲ့ဒါတွေကိုသတိထားရမှာပါ။ အဲ့ဒီမဲ့တစ်ဆက်တည်းပဲရှော့ကြနိုင်တဲ့အရာတွေကိုလည်းသတိထားရမလဲကိုကဗီဒီယိုပေါ်မှာပစ္စည်းအမြင့်နေတင်ထားတယ်ဥမာတချို့တွေအိမ်ဆိုရင်ဆောင်းပေါက်တွေတင်ထားတာရှိတယ်ပြီးရဟိုပန်းအိုးတွေတင်ထားတာရှိမယ်အဲ့ဒါမျိုးတွေဆိုလို့ရှိရင်သတိထားရပါမယ်အဲ့ဒီအရာတွေရှော့ကြလို့ရှိရင်ကိုယ့်ဘဝကိုကြနိုင်မှာနောက်တစ်ချက်ကမြင်ကလင်လုပ်ပြီးဆိုရင်ပရင်းပေါက်တကားတွေနဲ့ဝေးနိုင်တဲ့မြတ်ဝေးဝေးပါနေပါပရင်းပေါက်နားကိုကတ်ပြီးတော့အပြင်ကိုကြည်ရတယ်ဓာတ်ပုံရိုက်တာပဲဗီဒီယိုရိုက်တာတွေအဲ့ဒါတွေကိုသွားမလုပ်ပါနဲ့အဲ့ဒါကြီးတော့ကန်းကောက်ချင်တယ်ဗျာဘာကြောင့်လဲဆိုတော့ တကယ်လို့ငွေလောက်ပြီဆိုလို့ချင်းအပြင်အောင်ဆိုင်ကမှာလေအပြင်မှာဘာတွေဖြစ်နေသလဲငလင်လောက်ပြီဆိုရင်အရန်အန်ရရှိတဲ့ဇုံထဲမှာပါပါဒါမှမဟုတ်လို့ရှိရင်လည်းအပြင်ကိုမြန်နိုင်တော့မြန်အောင်ပြစ်ထွက်ကမယ်အဲ့ဒါမှငလင်ပေးရနေလွတ်မြောက်နိုင်ပါဗျာအဲ့လိုကြီးငလင်လှုပ်နေဒီလိုကြီးအုတ်ထုတ်ကြီးကိုခေါင်းဆောင်နေရမယ်ဒဲဝူကြီးကိုခေါင်းဆောင်နေရမယ်စပွဲကောက်အောင်မှနေမှာဆိုရင်တော့အကုန်လုံးပြီကုန်မှာပေါ့ဟမ်အချိန်ထဲမှာပဲ ာလာလာလာကြဟေးလာကြဟေးဟိုလူဆွဲဒီလူဆွဲနဲ့အိမ်ရင်ပြင်ကိုကြောက်ပြီးတော့ထွက်မပြေးပါနဲ့။အဲမှာပဲလုံကြုံစိတ်ချရတဲ့နေရာမှာပုံကိုကောင်းပါလေ။ကိုကအထက်မြင့်အဆောက်အဦမှနေတယ်ဆိုလို့ရှိရင်ကျွန်တော်ပဲနားကြလွဲနေတာလား။လေလေကကနေတိုးကျိပ်ပြီးစင်းတာတို့ဓာတ်လေကကနေစုပြုံပြီးစင်းတာတို့အဲ့ဒါမျိုးတွေမလုပ်ပါနဲ့။အရန်အရန်ကိုအန်နေရများပါလေ။ဒါမှမဟုတ်ကိုကအိမ်အပြင်လမ်းပေါ်မှာဆိုလို့ရှိရင်ကြောရက်လိုက်တာ။အဆောက်အဦအကြီးကြီးတွေဓာတ်ကြိုးတွေအဲ့နေရာတွေနဲ့ ဝေးနိုင်တယ်မြတ်ဝေးပါနေပါအဲ့ဒါတော့မှန်တယ်ပူကောင်းတယ်ဘောလုံးအဲ့ဒါတော့မှန်တယ်တကယ်အထက်မြက်အဆောက်အုံနေတစ်ပင်နေတစ်ပင်နေရှိတဲ့နေရာနေဝေးနိုင်တယ်မြတ်ဝေးအောင်နေရမယ်ဟိုမှာသူတပင်ဘောကွက်လို့ပုံစံမျိုးကြီးလုံးဝဘာမှမရှိတဲ့အနေထားအဲ့နေထားဆိုလို့ရှိရင်တော့အကောင်းဆုံးပါဗျာအဲ့လိုမျိုးအဲ့လိုကွင်းပြင်ကြီးထဲမှာဝင်နေလို့ရှိရင်ပူကောင်းပါတယ်အနားမှာ လဲပြနိုင်တဲ့ဟာတွေပြုတ်ပြနိုင်တဲ့ຢာတွေမရှိရင်ပို့ပြီးတော့ကောင်းပါတယ်အဲ့ဒါတော့မှန်တယ်အဲ့ဒါတော့မှန်တယ်ရှိတယ်ဆိုလို့ရှိရင်လဲကားကိုဆက်တက်ပြီးတော့အဲ့နေရာမှာပဲနေပါဟမ်ဒါပေမဲ့ကိုနေတဲ့နေရာကပင်လဲကားကားထဲမှာဆိုလို့ရှိရင်လဲကားတွေရနေပြီးတော့ပြင်ပြေးထွက်ရမှာလေဗျာကွင်းပြင်ကိုပြေးထွက်ရမှာလေတရားတွေရဲ့အောက်တွေအဆောက်ဦးဒါဆိုအဲ့ကားထဲမှာနေပြီးတော့အဲ့ဂျိုင်းထဲကိုတကယ်လို့လင်ငင်လောက်ခတ်တာများပြီးတော့အချိန်များပြီးတော့ဂျိုင်းထဲကိုကြာသွားရင်ဘယ်လိုလုပ်မလဲဟာကားတွေပါတယ်အဲ့လိုမှောက်သွားရင်ဘယ်လိုလုပ်မလဲဟာဘေးဒီ ီးတော့ဓာတ်ကြိုးတွေဓာတ်တိုင်တွေရဲ့အောက်တွေမှာမဖြစ်နေဖို့အရေးကြီးပါတယ်လွတ်လွတ်ကင်းကင်းနေရာမှာဆက်သက်ပြီးတော့နေတာအကောင်းဆုံးပါပဲပင်လယ်ကမ်းကြီးတို့နှိမ့်နဲ့မြစ်ကမ်းပါတို့ဆိုလို့ရှိရင်လည်းအဲ့နေရာတွေနဲ့ဝေးဝေးကနေပါဟိုနေရာမှာဟိုဝါကြီးဖြစ်သွားလို့ဆိုပြီးတော့ဓာတ်ပုံရိုက်မယ်တို့နော်ဟိုတရားကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်ဟိုသင်္ဘောကြီးလှုပ်နေတဲ့ဓာတ်ပုံရိုက်မယ်အဲ့လိုမလုပ်ပါနဲ့အဲ့လိုဖြစ်လို့ရှိရင်အဲ့လိုမြစ်ကမ်းမာတွေနဲ့ဝေးနိုင်တဲ့မြဝေးဝေးမှနေပါဘာဖြစ်လို့လဲဆိုတော့အဲ့ငလင်တွေရဲ့နောက်ဆက်တွဲဆူနာမီလှိုင်းလုံးအကြီးကြီးတွေလာနိုင်တာဖြစ်လို့ပါ ကျွန်တော်အခုပြောပြသွားတာတွေကတော့ငလင်လှုပ်နေချိန်အတွင်းမှာသတိထားသင့်တဲ့အရာတွေဖြစ်ပါတယ်တကယ်လို့ငလင်လှုပ်နေအချိန်ကြာလို့ရှိရင်သူပြောသလိုအဲ့လိုမျိုးအိမ်ထဲမှာပဲမနေပါနဲ့လို့ကျွန်တော်ကတော့အကြံပေးချင်ပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်ထဲမှာနေလို့ရှိရင်အကုန်လုံးပိတ်မိကုန်မှာပေါ့မိသားစုလိုက်။ငလင်ဆလှုပ်ပြီဆိုတာနဲ့ဘာကြောင့်အိမ်အပြင်ကိုမထွက်သင့်လဲဆိုတာကျွန်တော်ပြောပြပြီ။ငလင်ဆိုတာမိုင်မောင်းများစွာကိုတခဏချင်းဖြန့်ပြီးတော့ထိခိုက်သွားတဲ့သဘာဝဘေးတစ်ခုဖြစ်ပါတယ်။ငလင်ဆလှုပ်တာနဲ့ကိုကအိမ်အပြင်ကိုပြေးထွက်မယ်ဆိုတာနဲ့အပေါ်ကအုတ်ခဲကျိုးတွေ အဆောက်အုံအပိုင်းစားတွေမှန်ကွဲစားတွေဒီအရာတွေကပြင်းနေတဲ့လူပေါ်ကိုကြာနိုင်ကြီးအရန်များပါတယ်အထူးသဖြင့်မျိုးပြဒေသတွေမှာဆိုရင်အဆောက်အုံတွေကပို့ပြီးတော့ပြိုကျနိုင်တဲ့အတွက်အန္တရာယ်များပါတယ်နောက်ပြီးတော့အထက်မြင့်တွေကဆင်းပြီးမယ်ဆိုလို့ရှိရင်လေကားတွေကအန္တရာယ်အများဆုံးအပိုင်းမှာပါပါတယ်အထက်မြင့်တိုက်ခန်းတွေဆိုရင်အပြင်ပြင်းမထွက်နဲ့ဆိုပေမဲ့အထက်မှာနေလို့လည်းစိတ်မဖြစ်ပါဘူးလူများစွာတိုးဝှေ့ထွက်ပြေးခြင်းကထိခိုက်မှုတွေကိုပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်နောက်ပြီးတော့ လူတွေစုပြုံပြီးလမ်းပိတ်နိုင်တယ်လမ်းပိတ်လို့ရှိရင်ကူညီမဲ့လူတွေလည်းစောက်ကြီးတရအတိုင်းတော့သွားလို့မရဘူးဗျအဲ့လိုမျိုးတော့သွားလို့မရဘူးကူညီလာဖို့ခက်ခဲတာအခုလက်ရှိမြေပြင်မှာဖြစ်နေတာတွေလည်းအလုံးသိကြပါပါအဲ့ဒါကြောင့်ငလင်းမပြီးမချင်းဘဲမှမရွှေ့ပါနဲ့ငလင်းပြီးမှသာတတိထားပြီးတော့ထွက်ပါဟာငလင်းပြီးမှပြင် ထွက်ကြမယ်ဟာမဖြစ်မဖြစ်တင်ဘူးမဖြစ်တင်ဘူး အာကကျွန်တော်ရဲ့စိတ်ကူးစိတ်တမ်းနဲ့ပြောတဲ့စကားလုံးမဟုတ်ပါဘူး။နှစ်ပေါင်းများစွာမြင်းကလင်းအကြောင်းကိုလေ့လာထားတဲ့ပညာရှင်တွေရဲ့ထုတ်ပြန်တာဟာဘယ်ပညာရှင်ကြီးရမယ်ပြောပါလေ။သိထားရမလဲ။ငလင်းလှုပ်ပြီးွားရင်အဲ့ဒါတော့ကျွန်တော် ကန့်ကွက်တယ်ဗျာ။ငလင်းလှုပ်ပြီးမှအပြင်ထွက်ကမယ်ဆိုတော့ကျွန်တော်ကန့်ကွက်တယ်။အရင်ဦးဆုံးနေတဲ့မိမိကိုယ်ကိုအနာတွေကဖြစ်မဖြစ်စစ်ဆေးပါ။ပွဲနေလားပဲ့နေလားကျိုးနေလားဟုတ်တယ်အဲ့ဒါတော့ဖြစ်တယ်။ဘူးနေလားနော်အဲ့လိုဖြစ်တာတွေကိုစစ်ဆေးပါ။ဘာလို့ဆိုတော့ အဲ့လိုစစ်ဆေးခြင်းအဖြစ်နောက်ဆက်တွဲခန္ဓာကိုယ်မှာဖြစ်လာနေတဲ့အရာတွေကိုပို့ပြီးတော့ကာကွယ်နိုင်လို့ရပါတယ်။ကိုယ်ကထိခိုက်ဒဏ်ရာရထားတဲ့ဆိုလို့ရှိရင်လေရှေးဦးသူနာပြုစုနီးနဲ့ကုသလို့ရပါတယ်။ဥပမာထားပါဆိုလက်ကျိုးနေတဲ့ဆိုရင်လက်ကိုအောက်ကမာတဲ့အရာတစ်ခုခံပြီးတော့အပေါ်ကနေနော်ရှိတဲ့ပစိုးဖြစ်ဖြစ်ထမိန်ဖြစ်ဖြစ်ဆရာဝန်လေးဒေါက်တာတွေသွားမယ်လေဗျာစီယုံစီကနေပပြမှာပေါ့ဒီမိုကယ်တဲ့အဖွဲ့အစည်းတွေကိုအကြောင်းကြားရမယ်လေအမဟုတ်ကွဲဝါးတယ် သွေးထွက်နေတယ်ဆိုလို့ရှိရင်လည်းဒဏ်ရာကြီးလို့ရှိရင်တန့်နဲ့အဝိစာတစ်ခုခုကိုအုပ်ပြီးရင်အပေါ်ကနေပတ်တီးတော့မဟုတ်ဒီနော်စီးလို့ရတဲ့အရာတစ်ခုခုနဲ့ထက်စီးတာတို့အဲ့လိုမျိုးရှေးဥတူနာပြုစုနည်းနဲ့ပြုစုပါငလင်တုတ်ပြီးွားရင်အဆောက်အဦရဲ့ထိခိုက်တဲ့ပမာဏကိုစစ်ဆေးပါဘာလို့လဲဆိုတော့နောက်ဆက်တွဲမီးဝေးအန္တရာယ်ကိုတွက်ဆပါငလင်တုတ်ပြီးွားရင်မီးချစ်တွေမသုံးပါနဲ့မီးခလုတ်တွေကိုပိတ်ထားပါဓာတ်မီးတို့ဘက်ထရီမီးတို့အဲ့အရာတွေကိုပဲအသုံးပြုသင့်ပါတယ် ငလင်းအဲ့ဒါတော့မှန်တယ်အဲ့ဒါတော့ဖြစ်တဲ့ဖြစ်နေတဲ့အချိန်ကိုကမီးချစ်သုံးလို့ရှိရင်အဲ့ဒီအဆောက်အဦတနေရလုံးဝမီးလောင်ကျွမ်းတောင်းကျွမ်းသွားနိုင်တောင်းကျွမ်းသွားနိုင်တယ်ပေါ့ဒီကိုနေတဲ့နေရာဓာတ်ငွေအနှံ့လို့ဓာတ်စီအနှံ့လို့လောင်စာစီအနှံ့တခုခုရရဲဆိုအဲ့နေရာကနေဝေးရအောင်ချက်ချင်းထွက်ကွာပါငလင်းလှုပ်ပြီးွားရင်လည်းနောက်ဆက်တွဲတဘာဝဘေးရန်နေရာဒီအကြောင်းသိထားဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ငလင်းတခုလှုပ်ပြီးွားရင်နောက်ဆက်တွဲငလင်းတွေထပ်လှုပ်နိုင်ပါတယ်ငလင်းငယ်လေးတွေပြောတာမီးဘေးအန်နေရာသိထားတို့ကြမျိုးတွေလည်းလန့်သွားအောင် ဲလင်းလောက်ပြီးလို့ချင်းနောက်တော့နောက်ဆက်တဲ့ငွေထက်လောက်မှာဆိုတော့မဲလင်းငယ်လေးတွေပေါ့ဗျာအဲ့တော့တော့အမပြင်းတော့ဘူးအဲ့ဒါကိုပြောတာပါဟုတ်ပါရေကာတာကျိုးပြတ်နိုင်တဲ့အတွက်ရေကြီးတာတွေလည်းဖြစ်နိုင်ပါတယ်တောင်ပြူတာတွေမြေပြူတာတွေဓာတ်တွေလည်းဖြစ်နိုင်ပါတယ်အဲ့ဒါတော့ဖြစ်နိုင်တယ်အကြီးတွေလည်းဖြစ်ပေါ်ရိုက်ခတ်လာနိုင်ပါတယ်နောက်ပြီးတော့တီးကြတဲ့သတင်းအချက်လက်တွေရနိုင်ဖို့ကလည်းလိုပါတယ်မဲလင်းအပြင်းလို့ရှိရင်ဆူနာမီလိုတိုင်းလုံးတွေပါဖြစ်လာနိုင်တယ်ဘယ်အချိန်မှဘယ်နာရောက်မယ်ဘယ်အချိန်မှဘယ်နာရောက်မယ်ဆိုပြီးခတ်မှန်းလို့မရပါဘူး မြင်ကလေးအဲ့ဒါတော့အမှန်ကန်ပဲခတ်မှန်းလို့မရတဲ့တဘာဝလှုပ်လာမှတည်ရမှာပေါ့နော်ချိုတင်တွက်ဆတော့မရတဲ့အနေထား